ဗျာအခုဆိုရင်ဘုံမူဒေါ်လွင်လွင်ထွန်းဥဆောင်တဲ့အောင်စရာစစ်ကြောင်းအလံတော်အဖွဲ့ဟာစီးပြကွန်ကြီးတဲကိုခြေတက်ဝင်ရောက်နေရာယူနေပြီပဲဖြစ်ပါတယ်လံတော်အဖွဲ့ရဲ့အနောက်မှာတော့အောင်စရာစစ်ကြောင်းစစ်ကြောင်းမူဘုံမူချုပ်စောဟင်းချိုင်တဲ့တက်ခွဲမူဘုံမူဒေါ်ချောစုရွှေဥဆောင်နေအောင်စရာစစ်ကြောင်းဂုံကူတက်ခွဲကာကွယ်ရေးဦးစီးချုပ်ယုံကြည်ကိုစားပြုမြို့သမီးစီးပြတက်ခွဲအဲဒီတက်ခွဲရဲ့အနောက်မှာတော့အောင်စရာစစ်ကြောင်းတက်ရင်မူဘုံမူကြီးထင်လဲအောင်နေတက်ခွဲမူ ဘုံမူဒေါ်ခင်ဆွေသစ်ဦးဆောင်တဲ့အောင်စရာစစ်ကြောင်ကာကွယ်ရေးဦးစီးချုပ်ယူကြည်ကိုစားပြုမြို့သမီးစေပြတက်ခွဲတင်တက်ခွဲမှုဘုံမူဒေါ်ခင်ချိုဟန်ဦးဆောင်တဲ့အောင်စရာစစ်ကြောင်ကာကွယ်ရေးဦးစီးချုပ်ယူကြည်ကိုစားပြုမြို့သမီးစေပြတက်ခွဲနှင်တက်ခွဲမှုဘုံမူဒေါ်ဆုစုငယ်ဦးဆောင်တဲ့အောင်စရာစစ်ကြောင်ကာကွယ်ရေးဦးစီးချုပ်ယူကြည်ကိုစားပြုမြို့သမီးစေပြတက်ခွဲတော့တက်ခွဲမှုဘုံမူဒေါ်သက်သက်ဆူဦးဆောင်တဲ့အောင်စရာစစ်ကြောင် ကာကွယ်ရေးဦးစီးချုပ်ယုံကြည်ကိုစားပြု မြို့သမီးပညာသည်ဆေးပြတက်ခွဲ့တဲ့တက်ခွဲ့မှုဘုံမှုဒေါ်နွယ်နီလာအေးဦးဆောင်တဲ့အောင်စရာစစ်ကြောင်းကာကွယ်ရေးဦးစီးချုပ်ယုံကြည်ကိုစားပြုမြို့သမီးပညာသည်ဆေးပြတက်ခွဲ့နေတက်ခွဲ့မှုဘုံမှုဒေါ်တင်မာဆွေဦးဆောင်တဲ့အောင်စရာစစ်ကြောင်းကာကွယ်ရေးဦးစီးချုပ်ယုံကြည်ကိုစားပြု မြို့သမီးပညာသည်ဆေးပြတက်ခွဲ့တုံးနေ ။အောင်စရာစစ်ကြောင်းရင်နောက်ဆုံးမှာတော့စစ်တီဝိုင်းကောင်းဆောင်ရာကန်ဘူးစုံမူအောင်ဦးဆောင်နေ။အောင်စရာစစ်ကြောင်းစစ်တီဝိုင်းအဖွဲ့တို့ဟာနေပြည်တော်စီးပြကူကြီးတဲ့ကိုခြေတက်ဝင်ရောက်နေရာယူနေတာပဲဖြစ်ပါရယ်ခင်ဗျာ။ဒီလိုတိုင်းရင်သားညီကိုမောင်မောင်များရှင်အမျိုးသမီးစစ်မှုထမ်းများဟာအာဆီယံနိုင်ငံများရဲ့ အကြံဖက်မှုတံမြန်တိုက်ဖြတ်ရေးဆိုင်ရာပူပေါင်းလေ့ကျင့်ခန်းများမှာနိုင်ငံတကာတပ်ဖွဲ့ဝင်များနဲ့အတူရင်မောင်းတံပီးစွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့32ချိန်မြောက်အာဆီယံနိုင်ငံတံမတော်ကြီးများတနက်ဖြစ်ပြန်ဝင်မှာလဲအမျိုးသမီးအရာရှိစစ်သည်များဟာရွှေတစိတ်၅ခု၊ငွေတစိတ်၄ခု၊ကြေးတစိတ်၇ခုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီးနိုင်ငံကုန်ကိုမြှင့်တင်ပေးခဲ့ပါတယ်ရှင်။